ခုဗီဒီယိုလေးကတော့ Home Studio မှာ Music Producer တွေအသုံးအယမ်းများတယ်။ React Guitar အသစ်ထွက်လာတယ်။ React Guitar Version 6လေးဖြစ်ပါတယ်။ဒီ react guitar မှာ solo ဆိုပြီးတော့ပါမယ် mardi ဆိုပြီးပါမယ် sound ဆိုပြီးပါပါမယ် ဆိုလိုဆိုနှစ်တလုံးချင်းတီးတာပေါ့မာတီကတော့ကော့တင်တယ်မာတီကတော့ရီတန်တီးတာပေါ့နော်ကော့တင်တယ်ဆောင်းကတော့သူနမူနာတီးပြထားတဲ့ဆောင်းတွေအများကြီးယူပြီးတော့ကိုဒီမှာပြန်ဖွဲ့လို့ရပါတယ်ဒီဆိုဒီမှာအောက်ပတ်ပါမယ်အောက်ပတ်မှာ volume ချိန်လို့ရတယ် EQ ချိန်လို့ရတယ် strength low height ကိုဒီစားချိန်လို့ရပါတယ်နောက် tuning ပါမယ် ။နောက်ဆက်ရက်မှာလည်း keyboard range တွေဒီတက်တိုင်းတွေ display တွေဒါတွေအကုန်ချိန်လို့ရမှာလေ။ဒီမှာ velocity ချိန်လို့ရမယ်။ timing mixer mixer 1 mixer 2နော် audio effects မှာဆိုရင် tremolo တို့ chorus တို့ဒါတွေချိန်လို့ရမယ်နောက်တော့ robot ပါမယ် robot တွေချိန်လို့ရမယ်ဒီ guitar amplifier ဆိုတာတော့တတ်တတ်ထထောင်းရမယ်ဒီမှာ edit ကိုနှိပ်လိုက်ရင်သူက down ခိုင်းတယ်ကျွန်တော်တော့မ down တော့ဘူး ကျွန်တော်ဒါမတောင်းမင်းနေတယ်ဒီမှာရေးရတဲ့ဟာတွေကိုကျွန်တော် plan မှာ overload ကထုတ်တဲ့ THU တို့နောက် guitar rig တို့စတဲ့ guitar effect plan အနေနဲ့ချိတ်ဆက်ပြီးသုံးလို့ရပါတယ်။အားကြောင့်မထူးထွေးတောင်းမနေတော့ဘူး။ guitar အနေနဲ့ဒီမှာ setting သုံးမျိုးပါတယ်။ဒါ standard 6ကြိုးဒီမှာ7 string ဒီမှာ baritone guitar အမကိုစိတ်ကြိုက်ရေးလို့ရပါတယ်။ခုနှစ်ကြိုးနဲ့တီးချင်တော့ခုနှစ်ကြိုးရေးပေါ့။6ကြိုးဆို6ကြိုးပေါ့။နောက်ဒီမှာ string string ဆိုပြီးပါမယ်။12 string ပါမယ်။ နောက် twist string string p ဆိုပြီးပါမယ်နောက် sharp listen a p ဆိုပြီးတော့ပါမယ်ပြောင်းသွားလို့ရပါတယ်ဒါဆို twist string အတန်းထွက်မယ်ဒီကောင်ဆိုရင်ကျွန်တော်လောတဲ့ use stream stream ထားပါတယ်ဒီ react react guitar ကိုဒီ react guitar version 6ကိုသိရင် the stream stream ပြင်ကိုနောက်ထပ်တစ်မျိုးလေးရပါသေးတယ် classic ပါဒါဆိုရင် classic guitar သားမှာ တော့ကျွန်တော် stream scene နဲ့ပဲကုလောဆိုတော့ကျွန်တော် stream scene နဲ့ပဲရှင်းပြပါပါမယ်ဆိုလိုမှာကျွန်တော်စိတ်ကြိုက်ဒီမှာ midi track မှာစိတ်ကြိုက်ရေးပြီးတော့ midi keyboard နဲ့တီးပြီးတော့ဖြစ်ဖြစ် mouse နဲ့ရေးပြီးတော့ဖြစ်ဖြစ်ဒါစိတ်ကြိုက်တီးလို့ရပါတယ်မာဒီမှာဆိုရင်တော့ရတ်တန်နေပေါ့နော်ဒီမှာ full strength ဆိုပြီးရှိတယ်နောက်ထပ် low strength 1 strength 2ဆိုပြီးတော့ထပ်ယူလို့ရတယ် မှာ pitch man range ကို2ကနေပြီးတော့7နှစ်တိချိန်လို့ရတယ်။အောက်မှာလဲ short လို့ရတယ်1 by 8တိ modulation တွေချိန်လို့ရမယ်။ slide pitch မှာ user code ပုံစံတွေပြပေးထားတယ်။အဲ့မှာ editor မှာရေးလို့ရတယ်။ဒါသူသွားမဲ့ frame ပုံစံတွေပြပေးထားတယ်။ sound မှာတော့သူကနမူနာတွေအများကြီးပါတယ်။အဲ့ဒီနမူနာတွေကိုကျွန်တော်ယူပြီးတော့ကိုယ်စိတ်ကြိုက်ပြန်ရေးလို့လည်းရပါတယ်။ဥပမာဒီကောင်နားထောင်ရင်ဒါလေးကိုဖွင့်လိုက်မယ်။

based on cost ဆိုပြီးရှိမယ်။မဆက်ဖွင့်လိုက်ရင်မ3444ဆိုပြီးတော့ခွဲထားပေးသေးတယ်။ဒါဆိုရင်34ဖြစ်သွားမယ်။ကိုကဒီကောင်လေးကိုကြိုက်တယ်ဆိုရင်ကောင်လေးကိုဖိပြီးတော့ဒီမှာဆွဲထည့်ပြီးတော့ကျွန်တော်စိတ်ကြိုက်ကိုကြိုက်တဲ့ code တွေနဲ့ပြန်ပြီးတော့ edit လုပ်ပြီးပြင်လို့ရပါတယ်။ ူနမူနာတီးပြထားတဲ့ပတ္တန်တွေအများကြီးပါတယ်အဲ့ထဲမှာကိုစိတ်ကြက်ရွေးပြီး edit လုပ်လို့ရတယ်ဒါက basic base and code ဒီမှာဆိုရင် basic picking ဆိုပြီးပါတယ်ဒီက44ပဲကျွန်တော်စမ်းလိုက်မယ် speaking လေးတွေကျွန်တော် fail လေးတွေကျွန်တော်တခြင်းထဲမှာထည့်သုံးမှာဆိုရင်အဆင်ပြေပါတယ်ဒီမှာ basic strumming ဆိုပြီးပါတယ်အဲ့မှာ3 43 4မှာ tempo တွေနဲ့မှာခွဲပေးထားတယ်အဲ့ဒီက4 4 basic တစ်ခုကိုကျွန်တော်ဖွင့်ကြည့်မယ် ောက်မှာ blue median ဆိုပြီးတော့လဲပါမယ် blue shuffle မအများကြီးပေါ့နော်ဒါတွေအကုန်လုံးဆန်းရင်တော့မကုန်နိုင်အောင်များပါတယ်ဒီမျိုးတစ်မျိုးပဲဒီမှာမျိုးတူအောင်မျိုး20ပါတယ်ဒီမှာနောက်တစ်ဘလူးဒေါ့မျိုး20ကျော်23 အောက်မှာ blue show ဆိုပြီးတော့လည်းပါသေးတယ်ဒီ blue show တဲ့မှာတခါ category လေးတစ်ခွဲထားတယ်အောက်မှာ fan ဆိုပြီးရှိမယ် jazz တွေပါမယ် latin တွေပါမယ်ဒီမှာချက်ချာလေးပါတယ်အောက်မှာ latin pop ဆိုပြီးရှိမယ်။အောက်မှာ oldie ဆိုပြီးရှိမယ်။နောက်မှာ pop show ဆိုပြီးတော့ pop ballad, pop song, romantic

funky finger muted muted fix ဆိုပြီးပါတယ် power strum ဆိုပြီးပါတယ် pop funk ဆိုပြီးပါမယ်အောက်မှာ rock 8 beat country rock now rock show california p sub ballet s rock and roll wall ဆိုပြီးတော့လည်းပါမယ် country fox folk pop အောက်မှာအန်တီလေးတွေလည်းပါတယ်အန်တီကတော့နောက်ဆုံးအဆုံးသက်လေးတွေပေါ့အဆုံးသက်ကပုံစံအများကြီးပေးထားတာဒီရနမူနာပုံစံတွေကိုယူပြီးတော့ကိုစိတ်ကြိုက်အများကြီးပြန်ပြင်ရေးလို့ရပါတယ်ဒါကြောင့်မို့လဲ music producer တော်တော်များများသုံးဆွဲကြပါတယ်ဒါကတော့မသိသေးတဲ့တွေအတွက်သိအောင်လို့ကျွန်တော်မျှဝေပေးလိုက်တာပါ ဟိုတည်ကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်